င်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါနောက်ဆုံးတွေ့ဆုံခဲ့တဲ့စစ်ကောင်စီနဲ့ TNL အကြားတွေ့ဆုံမှုကအစမပြေခဲ့ပေမဲ့နောက်ဆက်တွဲတွေ့ဆုံပွဲတွေဆက်ရှိနေပါတယ်တရုတ်ဖိအားတွေရှိလာတဲ့နောက် TNL အနေနဲ့အစုံတရာလိုက်လျော်ရနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်ထက်အောင်သတင်းပေးပို့ထားပါတယ်ရှင် TNL နဲ့စစ်ကောင်စီတို့ကြားတရုတ်နိုင်ငံကိုမင်းမြို့မှာအေဗီလာ28ရက်နေ့ကနေ 29ရက်နေ့ထိနေ့ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တရုတ်ဂျာဝင်မှုကြောင့်ဖြစ်လာတဲ့အဲ့ဒီဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနည်းမြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာကြောင့်ပြည်လည်မှုတော့မရခဲ့ကြပါဘူး။ဒါကြောင့်ဆွေးနွေးပွဲကိုထပ်ပြီးရွှေ့ဆိုင်းခဲ့ရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဘက်က TNL ထိန်းချုပ်ရာမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေတယ်လို့ဖြန့်လေးပြန်လှုပ်ထားတာပါ။ဒါပြင်တရုတ်ဘက်ကလည်းပိတ်ဆို့မှုတွေဆက်လှုပ်ထားပါတယ်။ ဒီချင်းတွေနဲ့ပတ်သက်လို့ DNL ပတ်ကပြီးခဲ့တဲ့မေလ၄ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးမီဒီယာကိုရှင်းပြခဲ့တာပါ DNL အနေနဲ့ရင်ဆိုင်နေရတဲ့ PR တွေကိုလူလူကိုကြိုတင်သိပြတာဖြစ်တယ်လို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလာကျော်စောကပြောပါတယ် DNL အနေနဲ့ MNDA လောက် DOPR မရှိပေမဲ့လည်းနောက်ဆက်တွဲဆွေးနွေးပွဲတွေမှာတော့တစုံတရာလိုက်ရောရတာတွေရှိနိုင်တယ်လို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလာကျော်စောကပြောပါတယ်။အဲကျွန်မကြည့်ရတဲ့ DNL ကတစုံတရာလိုက်ရောလိမ့်မယ်ထင်တယ်။ ဒီအနယ်လေးပေါ်မှာတရုတ်ကပြာဟာဟို MNDA လောက်တော့မပြင်းဘူးကြ။ဘာလို့ MNDA နဲ့တရုတ်နဲ့ကြတော့ဘာသာစကားလဲတူတယ်၊လူမျိုးလဲတူတယ်၊တစ်ဆက်တစ်ဆက်လဲဖြစ်နေတာเนาะ။နေရာမျိုးမဟုတ်ဘူးလား။ဒီအနယ်ရီကဒီစုံညာလဲဝေးတယ်။နောက်လူမျိုးကြီးဘာသာကြီးဘာကြီးညာကြီးလဲတော်တော်ဝေးတယ်။ဒါပေမဲ့ဟိုခင်ဗျားပြည်ကမြောက်ပိုင်းပုံးတယ်လို့ကတပီတမျိုးထဲသူကတပေါင်းစုဖွဲ့ထားလား။ဒါကြောင့်မို့တရုတ်နဲ့ဆက်ဆိုင်ကြီးကတော့ဒီစုံညာပြည်ပြည်အောင်လုပ်ရမယ်။ တရေသာရှင်းလင်းပွဲလုပ်တဲ့ရည်ချက်ကဒီကတူလူပြားပေးနေပါတယ်ဆိုတာကိုတိုင်းပြည်ပြောပြလိုက်တာကိုသူတို့တကယ်လို့ကျွန်တော်တို့ရအလို့ပေးလိုက်ရင်လေကျွန်တော်တို့ပြီးကြတော့မဟုတ်ပါဘူးတရေသာပြားပေးလို့ပါလို့ဖြစ်အောင်ဒီလိုလိုဆော့ဆော့ဖြစ်ကြည့်ရတာပါခင်ဗျာဒီမှာအချင်းပြောလာလေ DNL ဟာရှမ်းမြောင်းနယ်မန္တလေးတိုင်းကမြို့နယ်ပေါင်း12မြို့နယ်ကိုထိန်းချုပ်ထားတာကြောင့်ထိန်းချုပ်ဧရိယာကကျယ်ဝန်းပါတယ်။ DNL နဲ့စစ်ကောင်စီတို့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က နောင်ချူကြောင်မဲတီဘောမိုးကုတ်မိုးမေအစရှိတဲ့မြို့နယ်တွေကတအောင်းတမရော TNL တပ်ဖွဲ့ဝင်တွေအားလုံးပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နတ်ဆန်နဲ့မန္တုံမြို့နယ်တွေကိုစုခွာကြဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။တရုတ်အနေနဲ့ကတော့သူတို့ရဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မူဆယ်မန္တလေးလမ်းကြောင်းပွင့်ဖို့အတွက်ဆက်ပြီး PR ပေးနေမှာဖြစ်တာကြောင့် TNL ဘက်ကဒီလမ်းကြောင်းကနေစုခွာပေးတာမျိုးဖြစ်လာနိုင်ပေမဲ့စစ်ကောင်စီဘက်ကတောင်းဆိုတဲ့လောက်တော့လိုက်ရောမှာမဟုတ်ဘူးလို့နိုင်ငံရေးလှည်လာသုံးသပ်သူအသံဆိုနိုင်ငံပြောပါတယ်။ ဒီကုံသွေးရေးလက်မှတ်ပေါ်မှာရှိနေတဲ့မြို့နယ်တွေရနေပြီးတော့ဖေရှားပေးနိုင်နေဆိုရင်တော့ຢာကောင်းရနိုင်ပါတယ်เนาะအဲ MND လို့ပဲပေါ့ဗျာเนาะစီဝိုင်းကျိုးမြတ်တစုံတရာခေါ်ဝင်ပြီးပြီးတော့သူတို့မြို့ပြနေပြီးတော့ဆုတ်ပေးရတာဟွအဲ့ဒါမျိုးတွေတော့ဖြစ်လာနိုင်တယ်ဒါပေမဲ့စစ်ကောင်စီတောင်းဆိုတဲ့မဟုတ်မိုးမိတ်ထီတော့ကျွန်တော်တို့ဆုတ်ခွာပေးရေဆိုတော့မဖြစ်နိုင်ပါဘူး လက်ရှိမှာတော့စစ်ကောင်စီကအောင်ချိုကိုပြင်ရဖို့တောင်ခံဘက်ကနေပြန်ပြီးထိုးစစ်ဆင်နေတာပါ TNL အနေနဲ့လိုက်ရောတာတွေမလုပ်ခင်နဲ့နောက်ဆက်တွဲဆွေးနွေးပွဲတွေမဆခင်မှာတံမြန်ထိုးစစ်ဆင်ပြီးပြုံးလင်းထိချင်းချောက်မှုတွေပြုလုပ်ထားနိုင်မယ်ဆိုရင်တော့အချိန်နေဟာတမျိုးပြောင်းနိုင်တယ်လို့တန်းဆူနိုင်ကပြောပါတယ်စစ်ကောင်စီနဲ့ TNL တို့ကြားလာမဲ့အော်ဂိုလာတွင်တရုတ်နိုင်ငံကုမင်းမြို့မှာထပ်ပြီးတွေ့ဆုံကြဖို့သဘောတူညီထားကြတာပါ ဖျားမျိုးစုံရှိနေပေမဲ့လည်း TNL အနေနဲ့ကတော့ဆီယနာရှင်အမြင့်ပြတ်ဖို့အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ TNL တွဲဘက်ထူထူတွင်းမှုနှင့်ဘုံမူကြီးတာပန်လာကပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။တရုတ်ဖျားရင်းနဲ့ပတ်သက်လို့ပြည်တွင်းအခြေအနေတွေနဲ့ရူအတန်ကိုတရုတ်အနေနဲ့အမှန်တိုင်းနားလည်နိုင်မလို့တလို့နားလည်အောင်လဲလူတူကရောတော်လိုင်းအင်အားစုတွေအားလုံးညီညွတ်ဆောင်ရွက်နိုင်ဖို့လိုတယ်လို့လည်း TNL ဘက်ကတိုက်တွန်းထားပါတယ်။ကျွန်တော်ထားအောင်ပါ။ စကိုင်းတိုင်းဝက်လက်မြို့နယ်နဲ့ရှေဘုံမြို့နယ်တွေထဲကကျေးရွာတွေကိုစစ်ကောင်စီတပ်ကမေလ17ရက်ညနေ၄နာရီဝန်းကျင်မှာလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ2ဦးနဲ့ trade ဆန်တချို့သေဆုံးခဲ့ရတယ်လို့လူနစ်အင်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ Wallet Information Network ကပြောပါတယ်။မြေပြင်မှာတိုက်ပွဲမဖြစ်ပွားဘဲတတအုပ်လေစိတ်ကတက်လာတဲ့ Jet Fighter က မနစ်ပိုင်းပဲခြားပြီးဝက်လက်မျိုးနဲ့အရှိမြောက်ချန်ကစကန်းသာရွာနဲ့ရွှေဘိုးနဲ့အရှိတောင်ချန်ကငပိအိုးရွာတွေဘောကိုဘုတ်တလုံးစီကျချသွားတာလို့ Wallet Information Network ရဲ့တာဝန်ခံကိုနဂားလေးကပြောပါတယ်။အဲ့ဒီလိုဘုံကျဲခဲ့တဲ့အတွက်ဝက်လက်မျိုးနဲ့စကန်းသာချေရွာကအသက်20အရွယ်မျိုးသားနဲ့အသက်35နှစ်အရွယ်မျိုးသမီးတဦးသေဆုံးခဲ့တယ်လို့နွားနှကောက်လဲသေဆုံးပြီးဒေသခံပြည်သူခုနှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြကနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ10ရက်ညနေပိုင်းကလည်းဝက်လက်မြို့နယ်အနောက်ချမ်းမှရှိတဲ့ရွာတော်ကုန်းကျေးရွာထဲကိုလက်ကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့လို့အမျိုးသားနဲ့အမျိုးသမီးရှစ်ဦးထက်မနည်းသေဆုံးပြီးဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကလူနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ ARI တိုင်းအတိုင်းကြောင့်မျိုးကရွှေဆိုင်ပိုင်ရှင်စံကုံတယ်နဲ့ဖူဆယ်ဘလုံးကွင်းပိုင်ရှင်တွေကိုတော်လှန်ရေးကိုထောက်ပံ့တယ်လို့ဆွဆွဲပြီးစစ်ကောင်စီကဖန်ဆီးထားတယ်လို့ဒေသခံတွေကပြောပါတယ်။မေလ9ရက်နေ့လယ်ပိုင်းကရွှေဆိုင်ပိုင်ရှင်မဖြစ်ဖြူလိုင်တို့လေမယားနဲ့စံကုံတယ်ကိုနေစောထွန်းအပါဝင်စံကုံတယ်6ယောက်ကိုသူတို့ရဲ့နေအိမ်တွေမှာဝင်ရောက်ဖန်ဆီးထားတာဖြစ်ပြီးအောင်ဆန်းရက်ွက်မှာရှိတဲ့ဖူဆယ်ဘုံလုံးကွင်းပိုင်ရှင်နဲ့စံကုံတဲ့ကိုဂျပန်ကြီးဆိုသူတွေကိုလည်းဖန်ဆီးသွားတာလို့ဆိုပါရယ် ဖက်စစ်ခရရတဲ့သူတွေအားလုံးကို မေးစရာရှိလို့ဆိုပြီးနေ့ကင်းမမှဖန်ခေါ်သွားတာဖြစ်က PDF ထောက်ပို့တွေလို့အခြေမြင့်မရှိဆွဆွဲနေတာလို့မျက်မြင်တွေ့ရှိခဲ့သူကပြောပါတယ်ဖက်စစ်ခရရတဲ့သူတွေထဲကနှစ်ယောက်ကိုတော့ကျုံပြော်မျိုးကခလာရ36ကိုခေါ်သွားပြီးစစ်ဆေးနေတယ်လို့ဆိုပါတယ်မေလာပထမပတ်ထင်မှာလဲတာပေါင်းမျိုးနယ်ထဲမှာစကဲကရီမောင်းနေသူတွေနဲ့ဒေသခံလူငယ်တချို့ကို PDF ထောက်ပံ့နေသူတွေလို့ဆွဆွဲပြီးဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ ဒီပပယောမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်မဂျေဆုတမရရှင်